င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကတရုတ်နိုင်ငံဟာသူတို့ဘက်ကနေပြက်ပြက်တာတာရက်တည်နေတယ်ဆိုပြီးထုတ်ဖော်ပြောဆိုလိုက်ပြန်ပါတယ်အချမ်းဖတ်စစ်ကောင်းစီရဲ့ရေတက်ကတက်ကြန်နိုင်မင်းဇော်နဲ့တန်ချက်ကပြင်ဆင်ရေးပင်မအလုပ်ယုံကတက်ကြကြီးအောင်မင်းစင်ဆိုသူတို့နှစ်ဦးဟာဒေါ်လာရင်းတက်တွေစီမှာအလင်းဝင်ရောက်လာတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အကျန်ပစိခေါင်းဆောင်မင်းအောင်လိုင်ကတရုတ်နိုင်ငံဟာသူတို့ဘက်ကနေပြက်ပြက်တားတားယက်တီနေတဲ့ဆိုပြီးထုတ်ဖော်ပြောဆိုလိုက်ပြန်ပါတယ်ယမန်နေ့ကနေပြည်တော်မှာပြုတ်လုသွားတဲ့စစ်ကောင်စီအစည်းအဝေးမှာအကျန်ဖတ်မင်းအောင်လိုင်ကပြောသွားတာပါနိုဝင်ဘာလဇန်ပိုင်းကပဲတရုတ်နိုင်ငံမှာပြုတ်လုတဲ့မင်းအောင်နိုင်ငံများအစည်းအဝေးတက်ရောက်ဖို့အကျန်ဖတ်မင်းအောင်လိုင်ကတရုတ်နိုင်ငံကိုသွားရောက်တဲ့အချိန်သူနဲ့တရုတ်ဝင်ကြီးနဲ့တွေ့ခဲ့တဲ့အကြောင်းတွေမြန်မာနိုင်ငံတည်ငြိမ်အေဂျင်ကြီးအတွက်တရုတ်နိုင်ငံကထောက်ခံအားပေးတဲ့အကြောင်းတွေ သူတို့စစ်ကောင်စီရဲ့လုပ်ငန်းစဉ်9ရက်နဲ့နိုင်ငံရေးအတွင်းကူးပြောင်းရေးကိုတရုတ်နိုင်ငံကထောက်ခံတဲ့အကြောင်းတွေနဲ့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးကိစ္စရက်တွေနဲ့စီမံခန့်ခွဲအုပ်ချုပ်မှုတွေကိုတရုတ်နိုင်ငံကသူတို့စစ်ကောင်စီကိုအားပေးတဲ့အကြောင်းတွေပြောဆိုထားတွေဟာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုသူတို့စစ်ကောင်စီဘက်မှသာတရုတ်နိုင်ငံကပြက်ပြက်သားသားယက်တီတဲ့ပြောကြားချက်သာဖြစ်တယ်ဆိုပြီးအကြံဖတ်မင်းအောင်နိုင်ကသူတို့ရဲ့နေပြီးတော့အစည်းအဝေးမှာပြောသွားပြန်တယ်လို့သိရပါတယ်။ဒါနဲ့ပတ်သက်ပြီး တပတ်ကမြေပြင်အခြေအနေမှာလဲဒီုံမြန်မာနေဆက်ဒေသကကချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာဒေါ်လာရေးတက်တွေကနေဆက်ဂိတ်တွေနဲ့မြို့တွေကိုပါတိမ့်ပိုက်လိုက်တဲ့အတွက်အချက်ဖက်စကောင်စီဘက်ကနေမြေတွေဆုံးရှုံးလက်လွတ်လိုက်ရတဲ့အချိန်ဒီုံနိုင်ငံဘက်ကနေဆက်ဂိတ်တွေကိုတစ်ဖက်သက်ပိတ်ပစ်တာတွေပါလှုပ်ထားသလိုဒေါ်လာရေးတက်တွေတိမ့်ပိုက်ထားတဲ့နေမြေတွေကိုပါစာနယ်ဂိတ်ခါစေဝါနဲ့73စီအပါဝင်ကုန်ပစ္စည်းတွေကိုတဲခွင့်မပေးတော့ဘဲတရုတ်ကပိတ်ပင်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ အချမ်းပစကောင်စီရဲ့ရေတကတက်ကြက်နိုင်မင်းဇော်နဲ့တန်ချက်ကပြင်စီပင်မအလုံယုံကတက်ကြက်ကြီးအောင်မင်းစင်ဆိုသူတို့နှစ်ဦးဟာဒေါ်လန်ရဲ့တက်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ PDF ရန်ကုန်တိုင်းစစ်တနာကနေသတင်းထုတ်ပြန်ထားပါတယ်။အဲဒီစကောင်စီဘက်ကတက်ကြက်နိုင်မင်းဇော်နဲ့တက်ကြက်ကြီးအောင်မင်းစင်ဆိုသူတို့နှစ်ဦးဟာ PDF ရန်ကုန်တိုင်းစစ်ဌာနတရင်9001နဲ့9102တက်တွေစီကိုချိတ်ဆက်လာပြီးအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီလိုပြည်သူ့ဘက်မှာရက်တီပြီးအလင်းဝင်ရောက်လာတဲ့ ရေတက်ကတကြက်နိုင်မင်းစုံနဲ့တန်ကြက်ကပြင်စည်ပင်မအလုတ်ယုံကတကြက်ကြီးအောင်မင်းစင်ဆိုသူတို့နှစ်ဦးကိုပြည်ထရန်ကုန်တိုင်းစစ်ဌာနကနေကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုခဲ့ပြီးတဲ့နောက်ဂုံပြုစုငွေပါချင်းမြင်ပေးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီတခါမန္တလေးတိုင်းဘက်မှာတော့တောင်သာမြို့နယ်မှာဆိုင်ကယ်နှစ်စီးနဲ့ကင်းပတ်ဖို့ထွက်လာတဲ့ပြူစော့တီနှစ်ဦးကိုဒေါ်လန်ရေးတက်တွေကပြစ်ခတ်ရှင်းနေရမှာနှစ်ဦးလုံးပွဲချင်းပြီးကိုသေသွားတဲ့အပြင်သူတို့ကင်ဆောင်နဲ့တနက်နှစ်လက်ကိုပါတင်းစီရရှိခဲ့တယ်လို့ ် PDF အမှတ်815တပ်ဖွဲ့ PLA ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။နိုဝင်ဘာလ19ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲတောင်တာမြို့နယ်တလိုင်းရဲ့ရွာသစ်ပြူစောတိခြေရွာကနေစိုင်းကဲနှစ်စီးနဲ့ကင်းပတ်ဖို့ထွက်လာတဲ့ပြူစောတိနှစ်ဦးကိုဒေါ်လာရေးတပ်တွေကလမ်းကနေကြပြတ်တိုက်ခတ်ရှင်းလင်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုပြစ်ခတ်ရှင်းလင်းမှုအတွေ့ပြူစောတိနှစ်ဦးလုံးဟာနေရာမှာတင်ပွဲချင်းပြီးကိုတည်သွားတဲ့အပြင်သူတို့ရဲ့မတ်သားအလောင်းတွေနဲ့အတူစိုင်းကဲရော့သူတို့ကင်လာတဲ့တနက်နှစ်လက်ကိုပါတပါးတဲ့တင်းစီနိုင်ခဲ့တယ်လို့ ် PDF အမှတ်815တပ်ဖွဲ့ PLA ရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျာအခုတခါဘဂိုးတိုင်းဘက်မှာလေဖြူမြုံနယ်ကညောင်မင်းသားခြေရွာကနေထွက်လာတဲ့အကြံဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို KNL PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ချေမှုမှုအတွင်းစစ်ကောင်စီဘက်ကထိခိုက်တိုက်ဆုံးမှုတွေရှိသွားပြီးတဲ့နောက်နောက်ပြန်ဆုတ်ပြီးထွာပြေးသွားကြတယ်လို့တရားဝရီခိုင်ပကဖစီရေးတာဝန်ခံရဲဘော်တစ္ဆာကရန်ကုန်ခေတ်တက်ကိုပြောပါတယ်နိုဝင်ဘာလ19ရက်နေ့ကပဲ ဖြူမြော့နဲ့ညောင်မင်းသားခြေရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို GNLP ရဲ့ပူပေါင်းတပ်တွေကလမ်းကနေကြပြတ်တိုက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိထားသလိုနေရာမှာတင်ပစ်လဲတဲ့သူတွေလည်းရှိသွားပြီးအထိနာသွားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာရှေ့ကိုဆက်မတိုးရဲတော့ပဲနောက်ပြန်ဆုတ်ပြီးထွာပြေးသွားကြတယ်လို့တရားဝတိခိုင်ပကဖစီရေးတာဝန်ခံရဲဘော်တစ္ဆာကပြောထားပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါလေကျွန်တော်နိုင်ငယ်ပါ